ူဒီကနေ့မနက်ပိုင်းကကျင်းပပြုလို့ရပြည်တော်စုသမရမြန်မာနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာရေးကော်မရှင်ဥက္ကဋ္ဌဝေချိုဘူးကြီးမေအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးပါတယ် ်အခမ်းအနားသို့ကော်မရှင်အတွင်းဘူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးပြည်ထောင်စုဝန်ကြီးများရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ်ယုံမအစင်းမြင့်တက်မတော်ရရှိကြီးများရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းဘူးတရုတ်ပြည်သူ့သမ္မတနိုင်ငံရုရှားဖက်ဒရေးရှင်းနိုင်ငံအိန္ဒိယနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့မှတာဝန်ကြီးများနဲ့တန်ယုံယာယီတာဝန်ခံများရန်ကုန်မြို့တော်ဝင်ဖိတ်ကြားထားသည့်ဧည့်သည်တော်များចောင်းသားចောင်းသူများတက်ရောက်ကြပါသည် ပထမဦးစွာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌဟာဖွံ့ဖွဲအခမ်းအနားကျင်းပပြုလုပ်ပြီးနေရာကို ရောက်ရှိကြရာနိုင်ငံတကာတန်တမန်များတာဝန်ရှိသူများနှင့်ကျောင်းသားကျောင်းသူများကခရီးဦးကြိုဆိုနှုတ်ဆက်ကြပါသည်အဲ့ဒီနော် အာဂါသားပြတိုက်ဖွံ့ဖွဲအခမ်းအနားကိုကျင်းပပြုလို့ရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိမ့်သိပ္ပံနှင့်ဤပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်မြန်မာ Space Agency အမှုဆောင်ရရှိချုပ်ဒေါက်တာစိုးမြင့်မောင်နှင့်ရန်ကုန်မြို့တော်ဝင်ဦးဘိုးထွေးတို့ကဖဲချုပ်ဖြက်ဖွင့်လှစ်ပေးကြပါသည် ဲ့ဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လူကြိုရေးနှင့်အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အခမ်းအနားကြောက်ရောက်လာကြသူများကပြတိုက်ဆိုင်ပေါ်အားစက္ကလုံနှင့်ဖွင့်လှစ်ပေးပြီးပြတိုက်ကမိမော်ခွင်အားအမွေးနှံ့တာရေးများဖြင့်ပတ်ဖြန်းပေးပါသည် အဲ့ဒီနော်နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟာရခိုင်နက်ထပ်အတာယာပြခန်းမှာအသုံးပြုခဲ့တဲ့ Go to planetary ရဲ့ analog projection system အားကြည့်ရှုလေ့လာကြပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လူကြုံရေးနှင့်အေဂျန်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အခမ်းအနားတက်ရောက်လာကြသူများဟာအာကာသပြတိုင်ရန်ကုန်ရှိမှမှတ်တမ်းတင်စုပေါင်းတပ်ပုံရိုက်ကူးကြပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများဟာပြတဲ့အတွင်းရှိ display exploration ပြကန်စပေးရှင်ပြကန် ရုရှားဖက်ဒရေးရှင်းနိုင်ငံတရုတ်ပြည်သမရနိုင်ငံအိန္ဒိယနိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှအာဂါဒါအတွင်းသို့ခေတ်ဆက်ဆက်လွတ်တင်ခဲ့သည့်တုံ့ပြန်များနှင့်အာဂါဒါယင် ပုံစံငယ်များ ကာသာတွင်လက်ပဲတော်လာလျက်ရှိသည့်ဂျိုရုပုံစံကများဒုံပြန်လွတ်တင်ရေးစကမ်းမှဒုံပြန်လွတ်တင်မှုတရုတ်ပြသမှုများကိုလိုက်လံကြည့်ရှုကြရာတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပါသည် 把牢这艘。 တ်ရီနောင်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌကမေခွင်းပြောကြားရမှာဒီကနေ့တွင်အာဂါသပြတဲ့ရန်ကုန်ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့ဖြင့်မိမိတို့နိုင်ငံတွင်ရှိတဲ့ကျောင်းသူကျောင်းသားမျိုးဆက်သည့်လူငယ်များနေဖြင့်စာအုပ်များမှဖတ်ခဲ့ရသည့်ရုပ်သံများမှမြင်တွေ့ခဲ့ရတဲ့အာဂါသတွင်စေလိမိတုံးပြန်များအာဂါသမှာလက်ပဲသွားလာမိဂျိုလူများအာဂါသတွင်စူးစမ်းလေးလာမိအာဂါသရင်နှင့်ရင်မှုများဂျိုများ နက္ခတ္တရာများအစရှိတဲ့အာဂါသဆိုင်ရာဘူသူဒအကြောင်းအရာများကိုယခုပြတဲ့အတွင်းမှာတစုတစည်းတဲ့စူးစမ်းလေ့လာခွင့်ရနိုင်တော့မှာဖြစ်ကြောင်းအာဂါသပြတဲ့ကိုကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်မျိုးဆက်တဲ့လူငယ်များရဲ့အာဂါသနဲ့သိပ္ပံဆိုင်ရာစိတ်ကူးစိတ်တမ်းများကိုလိုချစေမိ၎င်းတို့တင်ကြားနေတဲ့ကျောင်းသင်ကန်းစာများကိုကြော်လွှင့်ပြီးအာဂါသနဲ့သိပ္ပံဆိုင်ရာအိမ်မက်အသစ်များကိုမွေးဖွားပေးမိ နေရာတစ်ခုဖြစ်လာစေရတဲ့အတွက်ရည်ရွယ်ပြီးအကောင့်တွေဖို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဒါပြင်ခင်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တရက်တိဆောက်ရာမှာအာဂါသသိပ္ပံပညာနှင့်အသုံးချနည်းပညာများဟာတနေ့တကြားပိုမိုအရေးပါလာတာဖြစ်တဲ့အတွက်မိမိတို့နိုင်ငံမှာအာဂါသနည်းပညာများခင်နဲ့အညီဖွံ့ဖြိုးတိုးတက်လာစေရတဲ့လေရည်မှန်းချက်ထားပြီးဆောင်ရွက်လျက်ရှိကြောင်း အာကာသပြတိုင်းမှရရှိလာသည့်အာကာသနည်းပညာဆိုင်ရာစိတ်ကူးစိတ်သမ်းများနှင့်လှုပ်ဆော်မှုများကြောင့်မြန်မာနိုင်ငံရဲ့ခင်မီဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးပြုနိုင်မဲ့အနာဂတ်ရဲ့အာကာသရည်မှုများသိပ္ပံပညာရှင်များ အင်ဂျင်နီယာများနှင့်ကန်တာအလိုက်ပညာရှင်များလည်းပေါ်ထွက်လာမည်ဟုယုံကြည်မိကြောင်းမိမိတို့နေဖြင့်မြန်မာနိုင်ငံအစိုးရနှင့်ဂျပန်နိုင်ငံအစိုးရတို့1989ခုနှစ်ကပူးပေါင်းတည်ဆောက်ခဲ့သည့် နက္ခတ်တရားပြခန်းကိုယခုကဲ့သို့အာကာသပြတိုင်းအဖြစ်အစဉ်မြင့်တင်တိဆောက်ပြုပြင်ခဲ့ခြင်းဖြစ်ပြီးယခင်အသုံးပြုခဲ့သည့်စက်ပစ္စည်း analog processing system များနေရာမှာခင်မီစက်ပစ္စည်းတွေဖြစ်တဲ့ digital processing system များဖြင့်အစထိုးလဲလှယ်ခြင်းအာကာသနှင့်နက္ခတ်တရားဆိုင်ရာပြခန်းများ အာကာသစကန်များနှင့်အခြားအာကာသနည်းပညာဆိုင်ရာပြခန်းများ အစရှိတဲ့စိတ်ဝင်စားဖွယ်ပြကန်းနေရာများကိုထပ်မံထည့်သွင်းပြသခြင်းများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတော်အနေဖြင့်လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍများမှာအာကာသနည်းပညာများကိုငြိမ်းချမ်းသောရည်ရချက်ဖြင့်အသုံးချနိုင်ရေးအတွက်မြန်မာအာကာသအေဂျင်စီကိုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတကာမိတ်ဖွဲ့အဖွဲ့အစည်းများနဲ့ပူးပေါင်းကာရေတိုရေရှိစီမံကိန်းများသတ်မှတ်ပြီးစတင်အကောင့်တွေပေါ်ဆောင်ရွက်နေပြီဖြစ်ကြောင်းမိမိတို့နိုင်ငံရဲ့ပညာရှင်လူငယ်များနေဖြင့်အဲ့ဒီလိုအာဂါဒနည်းပညာလှူရှားမှုအစီအစဉ်များမှာပါဝင်နိုင်မဲ့အခွင့်အလမ်းများကိုလည်းမိတ်ဖွဲ့အဖွဲ့အစည်းများနဲ့ပူးပေါင်းပေါ်ဆောင်သွားမှာဖြစ်ကြောင်းအဲ့ဒီနေရာမှာ တာဒကတခုနေဖြင့်စက်တင်ဘာလကရုရှားဖက်ဒရေးရှင်းနိုင်ငံစီးရီးယားမြို့မှာကျင်းပခဲ့တဲ့ Open World Astronomy Olympics OWAO 25ပြိုင်ပွဲသို့ပြိုင်ပွဲဝင်လူငယ်6ဦးနဲ့ International Olympic on Climate Change and Environmental Issue IOC 2025ပြိုင်ပွဲသို့ပြိုင်ပွဲဝင်လူငယ်9ဦးစုစုပေါင်းလူငယ်17ဦးကိုဆေးလွတ်ရှင်ပြိုင်စေခဲ့ရာသက်ဆိုင်ရာပြိုင်ပွဲများအလိုက်ထိုက်တိုင်စွာရှင်ပြိုင်နိုင်ခဲ့ကြပြီး အောင်မြင်မှုအသည့်သည့်ဖြင့်စုစည်းများစုခူးနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်းဤပညာခေဖြစ်သည့် ယနေ့မျက်မှောက်ခေတ်ကာလမှာအာကာသနှင့်ဂျိုရုဤပညာများဟာအချိန်နဲ့မျှတဟုန်တို့ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီးလူသားမျိုးနွယ်ရဲ့အကျိုးကိုဖော်ဆောင်ပေးနိုင်မဲ့အာကာသသုတေသနလုပ်ငန်းများကို အပြားအဆိုင်ပူးပေါင်းဆောင်ရွက်နေကြတာကို တွေ့ရှိရကြောင်းအဲဒီလိုသုတေသနလုပ်ငန်းများမှာရရှိလာတဲ့အကျိုးရလဒ်များဖြစ်တဲ့အာဂါဒတိတ်ပံနဲ့အတုံးချနီးပညာဂျိုရုနီးပညာများကို နိုင်ငံရဲ့ကာကွယ်ရေးလုံခြုံရေးစီးပွားရေး ို့ဆောင်ဆက်သွယ်ရေးလူမှုရေးကျန်းမာရေးပညာရေးစတဲ့နိုင်ငံဆောင်အားကိုဖြစ်စေမဲ့ဗတ်စုံ အခမ်းကဏ္ဍအသီးသီးမှာ အကျိုးရှိစွာအသုံးချနေကြတာကိုတွေ့ရမှာဖြစ်ကြောင်းဒါကြောင့်နိုင်ငံတော်အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ယခုလိုအလွန်အရေးပါတဲ့အာဂါသသိပ္ပံနဲ့ဤပညာရများမှာနိုင်ငံတကာနဲ့ရှင်ပြီးရင်ပေါင်တန်းနိုင်ရန်အရှိန်ဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ပြီးအကျိုးရှိစွာအသုံးချနိုင်ရန်အတွက်မျိုးဆက်သစ်လူငယ်လူရဲများကို ပြုစုပြောထောင်ရေးကျင့်တင် जा ပေးရမှာဖြစ်ကြောင်းဒီကနေ့မှာအာဂါသပြတဲ့ကြီးကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သောကြောင့်မျိုးဆက်သည့်လူငယ်များနေဖြင့်မြန်မာခေအာဂါသနယ်ဘက်ရဲ့စိန်ခေါ်မှုနဲ့အခွင့်အလမ်းတင်များမှာပါဝင်ရှင်ပြိုင်နိုင်ပြီးစိတ်ကူးစိတ်သံများကိုမွေးဖွားကအကောင့်ထဲပေါ်ဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း အနာဂတ်ကာလအာဂါသအသုံးချနယ်ပယ်သီးသီးမှာနိုင်ငံတော်ကဂုဏ်ယူအားထားရမည်သုတေသနပညာရှင်များအင်ဂျင်နီယာများအာဂါသရေမှုများဗတ်စွန်ကန္တာလိုင်းကျွမ်းကျင်ပညာရှင်များနှင့်လူစွမ်းအားအရင်းမြစ်များပေါ်ထွက်လာမည်ဟုယုံကြည်ပါကြောင်းဖြင့်ပြောကြားပါသည် ဲ့ဒီနော်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်သားယာယီကော်မရှင်ဥက္ကဋ္ဌထံရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအာဂါသပြတိုင်ရန်ကုန်ဖွင့်ပွဲအထိမ်းအမဲလက်ဆောင်အားကာရဝပြုပေးအပ်ပါတယ်အဲ့ဒီနော်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကတက်ရောက်လာကြတဲ့နိုင်ငံတကာမှတန်တမာများကိုအမတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပါတယ် ဲ့ဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အခမ်းအနားတက်ရောက်လာကြသူများဟာအာဂါဒါနှင့်နက္ခတ်တာယာဆိုင်ရာဒရမ်ဗီဒီယိုကလစ်အားကြည့်ရှုကြပါသည် အခမ်းအနားပြီးမှနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လူကြုံရေးနှင့်အေဂျန်သားယာယီကော်မရှင်ဥက္ကဋ္ဌနှင့်တန်တမန်များကအာဂါသပြတိုက်ရန်ကုန်ဧည့်သည်တော်မတန်းဆောက်မှမှတ်တမ်းတင်လက်မှတ်ရေးထိုးကြပါသည် အဆိုပါအာဂါသပြတဲ့ရန်ကုန်ဟာရန်ကုန်မြို့ပြည်သူရင်ပြင်မှာတည်ရှိပြီးရခိုင်နက္ခတ်တရားပြကန်အားခင်းနှစ်အညီဖြစ်စီရတဲ့အစင်းမြင့်တင်ပြန်လည်မွေးမှန်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပြီးအာဂါသပြတဲ့ရန်ကုန်အဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းပြရတဲ့အတွင်း DSP Exploration ပြကန် Space Station ပြကန်နဲ့ အာဂါသာတွင်ဆီလေးခဲ့တဲ့တုံးပြများအာဂါသာမှာလက်ပတ်သွာလာလျက်ရှိတဲ့ဂျိုလူများအာဂါသာတွင်စူးစမ်းလေ့လာသည့်အာဂါသာရင်နှင့်ရင်မူးများဂျိုများနက္ခတ္တရာများအစရှိတဲ့အာဂါသာဆိုင်ရာများကိုကြည့်ရှုလေ့လာနိုင်မှာဖြစ်တယ်လို့သတင်းရရှိပါရခင်ဗျာ